စစ်ခေတ်မြန်မာဘရင်တွေတက်ထက်ကအန်နေပေါ်ပေါက်နေပြီလားအဲ့ဒီချိန်ကအများပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေပြည်နယ်မှာအနိုင်ငယ်လေဆိုတာကိုသိအောင်ကျွန်တော်နဲ့အတူလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ဒီနေ့ဖြစ်လို့ငွေတွေငွေထိုးလို့ရပြီးတော့ငွေကြေးခိုင်မှမှုရှိတယ်ဒါအမျိုးအစားတော့မဟုတ်ပါဘူး ထူးခြားတာကအဲ့ဒီဘန်ဒီမှာအများပြည်သူရဲ့ခံစားမှုလို့အနန္တရာပဲနဲ့ဘယင်တစ်ပါးတည်းကလားခံစားမှုဘယင်ဘန္နာလိုက်ဖြစ်မှုဘယင်ဘန္နာတိုက်ပြီးဘလို့အလုံးလုံးလဲဆိုတာကျွန်တော်ထပ်အစဉ်ပြပေးပါဦးနောက်လိုက်ရဲ့အကြည့်ဆုံးဓာတ်တို့ကတော့ဘန္နာသိမ်းမဖြစ်ပါဘူး။ဒါရှိလာတော့အခွန်ဘန္နာများကိုစင်ရင်လို့ရစင်ရင်မောင်မယ်များကိုခံထားပြီးလုံကြုံရေးအတွက်ရဲမှန်များကစောင့်ကြည့်ကြပြီးဘယင်ခွင့်ပြုချက်မရှိဘဲနဲ့ဒီတူမှာဝေဝဲမရှိပါဘူး။ ူကြတာကတော့ဘာနာခိညာတူကိုအခုတယောက်ကိုတာဝန်ပေးခဲ့ပြီးအဲ့ဒီသူကတခြားတယောက်မျိုးပါလို့ဒီမှာတမိုင်းကသင်စားတဲ့ကိုကြီးနဲ့တရားပေးဖြစ်လာတယ်။အနာလိုက်ခဲ့ကငွေတွေပဲချင်မှာတုံးခွဲတဲ့ဆိုရင်စီယူနိုင်နိုင်ရင်ဒီမျိုးရင်းကြလီဆောင်ရေးတွေမှာအရင်တစ်ပါးတည်းကဖြစ်စေမှုမှန်များကအရင်ကိုတိုင်နေပြီးဖြစ်လို့တုံးတုံးခွဲနေရှိပါတယ်။အနာလိုက်ခဲ့ကငွေတွေကိုတစ်နေ့တစ်ခါဝယ်စီရင်စစ်ကြပြီးသုံးမှုတွေ့ရှိပါလား။ ဒီမှာဆုံးဖြစ်တဲ့ငါတော့ပြန်ရမယ်ဖြစ်ပါတယ်အဲ့ဒီချိန်ကအများပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေဒီနေရာမှာအနိုင်ကျတယ်အဲ့ဒီချိန်ကအများပြည်သူတွေကသူတို့ပိုင်ဆိုင်မှုတွေကိုအင်းရတတားထဲမှာဖြစ်စေ အဝတ်ထုတ်ထဲမှာဖြစ်စေဆက်ပြီးတော့အိဆဲထားတတ်ကြပါတယ်။တချို့ MOG ပစ္စည်းများကိုအိမ်ကလုံလုံစိတ်ချရပြီးမှတ်မိတဲ့နေရာတွေမှာတွင်းတူပြီးတော့ဒီအိုးထဲမှာထည့်ပြီးပြုံနိုင်နေရှိပါတယ်။ဒီမြောင်းတွေကိုသူ့ပေါ်ကြတဲ့အခါမှာတော့ MOG ပစ္စည်းများကိုတွေ့ရတတ်ပါတယ်။အခုဒီကြားပြင်ကျွန်တော်တို့ဘိုးဘွားတွေကလည်းဒီလို MOG ပစ္စည်းများကိုဒီထဲမှာပြုံနိုင်ကြတယ်ဆိုတာကိုပြနေပါတယ်။ ။အားတော်အဖြစ်အချို့လူတွေကသူတို့ပိုင်ဆိုင်မှုတွေကိုကျွေးနွားစားပြီးပြေဆန်းတာဆိုရတဲ့ပြီးတော့ဝင်းနေကြတယ်။အာသာတရားပိုင်ဆိုင်တဲ့လူတွေကသူတို့စားပြီးရတနာများကိုစီတီးတဲ့အခါမှာတော့ ဒနာဖြင့်ဆက်သိမ်းပါလိမ့်ရှိပါလိမ့်1962ခုနှစ်ရောက်တဲ့အခါမှာတော့အင်္ဂလိပ်တွေအုပ်ချုပ်တဲ့အောက်မြန်မာပြည်မှာဗန်ဒရီစတင်ပေါ်ပေါက်နေပါပြီဆိတ်ကစားမြန်မာပြည်သူတွေသူတို့ပိုင်ဆိုင်မှုတွေကိုထိန်းသိမ်းတဲ့အခါမှာဒီပေးလေးပေးညီပေးချန်တူပေးစသည်ပြည်နာကြောင့်ဝေကျခိုင်မာမှုရှိတဲ့ဗန်စနစ်တွေကိုစတင်ပြောင်းလဲအနံ့ကြကြပါတယ်ထူးခြားတာကတော့စင်ရတာဘဝကနေဗမာနိုင်ငံရဲ့ဗန်တထေးစီရင်ဝင်တယောက်ဖြစ်အောင် စူးစားခဲ့တဲ့လူတယောက်ရှိပါတယ်။အဲ့ဒီလူကတော့ရခိုင်လူမျိုးဦးကျော်သူဖြစ်ပါတယ်။ဦးကျော်သူကယူပြီးဝင်တင်တရားကိုရှင်းလင်းလုပ်နေပြီးတော့ဗန်တော်ကန်ကိုစတင်ခဲ့ပါတယ်။ဇနေ့ချိန်မှာတော့မြန်မာနိုင်ငံမှာဗဟိုဗန်ပါဝင်ပုဂ္ဂလိကဗန်နိုင်ငံခြားမှာရှင်းလင်းလုပ်နေတော့အပေါင်းများစွာစီနေပါပြီ။